အခက်ခဲကြုံရရလဲဆိုတော့အဲမိဘနဲ့နည်းနည်းပပမိဘနဲ့တော်တော်ပါပဲမင်းလိုកောင်မျိုးကဒီလိုအောင်းမြင်လာမှမဟုတ်ဘူးဆိုပြီးတော့အပြောခံရလို့တဲ့ ठी ကိုမှကျွန်တော်ယူတူတူလုပ်ခဲ့တာပါဆောင်မွဲတော့ဖြည့်ရမယ်နေ့မှာတော့မှမနေ့ပြန်ဆောင်မွဲဖြည့်ရမယ်ဆိုဒီလိုနေ့မျိုးဒီလိုအချိန်မျိုးမှာကျွန်တော် YouTube ဗီဒီယိုတွေလုပ်နေခဲ့ရတာပါဒါပေမဲ့အခုနောက်ပိုင်းဗီဒီယိုတွေပုံမှန်မတင်ဖြစ်တာကလည်း YouTube ကရတဲ့ပတ်စံကအဲ့လောက်မများဘူးပေါ့နော်ဒါပေမဲ့လည်းပြန်ပြီးတော့လုပ်ပါရမယ်ဘာလို့လဲဆိုတော့ကျွန်တော်ကျွန်တော်ရဲ့အဓိက က YouTuber ဆိုတဲ့နာမည်နဲ့ပဲကျွန်တော်ရဲ့ viewer တွေအတွက်ဆက်ပြီးတော့နေချင်လို့ပါအဲရောကပြပါလားချကအိုအိုဒေတူ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 ဘောဗမီတို့ကလည်း TikTok မှာသတင်းကြားနေတယ်တဲ့။ဘာလို့သတင်းကြားနေတာလဲကျွန်တော်ကိုယ်တိုင်တော့မသိပါဘူး။ကျွန်တော်လာပြောလို့ရပါတယ်။ ဆော်ရှိရတာနဲ့တဲ့ဘာလို့စမိုင်းအမနဲ့အေးမွန်ညီမကိုကြံနေရလဲဆိုရင်တော့အဲဒီကောင်ဒီ fake info တွေကြားထားတာပေါ့နော်ကျွန်တော်စမိုင်းရဲ့အမကိုလည်းမကြံတယ်လို့အေးမွန်ညီမကိုလည်းမကြံပါဘူးရရတော့လူချင်ပါတယ်ကျွန်တော်သူများ fan တွေဆိုကျွန်တော် fan တွေကိုလည်းကျွန်တော်တကယ် respect ပေးပါတယ်တကယ်လေးလေးစားပါတယ်ဒီနေ့ကနေတကယ်လေးလေးစားပါတယ်သူများ fan တွေလို့လည်းကျွန်တော် fan တွေကျွန်တော် add ပေးတာမျိုးကျွန်တော်လိုချင်တယ်ဗျာဒါတော့ဖြစ်နိုင်မလားဆိုပြီးတော့ပြောကြည့်ရပါဗီဒီယိုထဲမှာရပါတယ်ဘာမှမဖြစ်ပါဘူးကျွန်တော် fan တွေကျွန်တော်အမြဲတမ်းချစ်ပြီးသားပါတစ်ခုပါပဲ ျွန်တော်ကဒေါသထွက်လွယ်ပါတယ်ဒေါသဆောင်ဝန်ကြီးပါတယ်အဲ့တော့အဲဂိမ်းစော်နေနေမဖြစ်ဖြစ်တခုခုပြောမှဆိုမှရှိခဲ့ရင်လေကျွန်တော်ဒီနေရာကနေနေလောက်ချီပြီးတောင်းပန်ပါတယ်ကျွန်တော်ကဒေါသထွက်လွယ်တဲ့ထဲမှာပါလို့ပါပြီးတော့ကျွန်တော်စိတ်ကအတက်အကျတအားမြင်လို့ပါအဲ့တော့ကြောင့်မလို့ကျွန်တော်စကားအမှားတွေများရှိခဲ့ရင်လေဒီနေရာကနေနေတောင်းပန်ပါတယ်ခင်ဗျာခုနေ့က Franco video မှာ you တနေမဲ့လောက်ပါတယ်ဘာဖြစ်လို့ fan new ငုံလို့တာလဲဟုတ်ကဲ့ fan new ငုံလောက်ခဲ့မိလေကျွန်တော်ဒီနေရာကနေနေတောင်းပန်ပါတယ်ခင်ဗျာကျွန်တော် fan new ငိုစေချင်တာမဟုတ်ဘူးမော်နော် ဂျင်းရဲ့စကားထွက်လာအရှင်ရဲ့စကားတော့အကျဲအကျဲလေရိုက်တဲ့ခင်ရယ်သူများဖုံးကိုကန်ပြီးတော့ကျေးဇူးတင်တယ်ကိုကြီးကိုကြီးအဲ့တော့ကိုရင်ပေါ့နော်ကိုရင်တပည့်တော်ဖုံးလေးခဏလောက်ပေးပါအဲ့ဂိမ်းလေးစောကြည့်ခြင်းလို့ပါဆိုပြီးတော့ဘော့တကောင်ကိုညာတနက်နဲ့ပြတ်တက်ခဲ့ဘူးတဲ့အချိန်ကကျွန်တော်ဘဝအတွက်အပျော်ရွှင်ရသောအချိန်ဖြစ်ခဲ့ပါတယ်လို့ဒီအနေနဲ့အခုချိန်ဒီကျွန်တော်ခြိုက်ဆုံးဗီဒီယိုကတော့ကျွန်တော်ရဲ့ တငယ်ချင်းတွေပေါ့နော်။ကျွန်တော်ရဲ့တငယ်ချင်းတွေနဲ့ collaboration video လုပ်ခဲ့ဘူးတာကကျွန်တော်ဘဝမှာအကြိုက်ဆုံး video ပါ။အဲ Nikla, Idri, Solomon, ကျွန်တော် Oxygen, Retro, C နဲ့အပြီးတော့လို့ရှိရင်လကွန်တို့အပြီးတော့လို့ရှိရင်ကျွန်တော်တို့ Smile အပြီးတော့ Audio ကတော့မပါခဲ့ဘူးပေါ့နော်။အဲ့တော့ Audio ကဘာလုပ်နေရလဲမသိဘူး။ နောက်ထပ်တစ်ယောက်ရှိသေးတယ်ဗောနော်သူ့နာမည်ကျွန်တော်မေ့နေလို့ပါတောင်းပန်ပါတယ်နာမည်လေးမေ့ွားတာဗောသူတို့နဲ့ collaboration လုပ်ခဲ့ဘူးတဲ့ video ကကျွန်တော်ဘုရားမှာအချိုက်ဆုံး video ပါအဲ့လိုပြီးတော့နောက်ထပ်ဒုတိယမြောက်အချိုက်ဆုံးကတော့ကျွန်တော်ရဲ့ fan တွေနဲ့ grace ခရင်ဆိုပြီးတော့ဆော့ခဲ့ဘူးတဲ့ဟာဗောနော်အဲ့ဒါတော်တော်ကြိုက်ပါတယ်အဲ့ video နှစ်ပုဒ်ကကျွန်တော်ပေါ်မှာအကြိုက်ဆုံး video နှစ်ပုဒ်ပါတစ်ခုကကျွန်တော်တငယ်ချင်းနေတဲ့ collaboration နောက်တစ်ခုကကျွန်တော်ရဲ့ fan တွေနဲ့ collab video ပုံစံပေါ့နော်အဲ့နှစ်ခုကျွန်တော်အကြိုက်ဆုံးပါပဲ ဒီနေ့ကတော့မီတိုကိုရင်ဆောင်မြန်နေတဲ့နေ့ကိုရောက်ပါပြီအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဟိုနေ့ကကြည့်ပေးမယ်ဆိုတဲ့ဗီဒီယိုက comment တွေကိုဆက်ကတော့မှဖြစ်ပါတယ်ကောမန့်တွေကလည်းတော်တော်များတယ်ဆိုတာကိုကျွန်တော်တွေ့ထားရတယ်ပေါ့နော်အဲ့တော့ဒီ comment လေးတွေကိုကျွန်တော်ဖတ်ချင်နေပါပြီပြီးတော့သူတို့မေးတာသမားပောက်ခရမေးခွန်းတွေကိုလည်းကျွန်တော်ကတေချာဖြေပေးတော့မှဆိုတဲ့အတွက်ကြောင့်မလို့ဒါဆိုရင်တော့ပထမဆုံးမေးခွန်းလေးကိုဆက်ပြီးဖြေလိုက်ကြအောင်အသက်ဘလောက်ကနေလဲ YouTube ဆောက်လုပ်ခဲ့တာလဲအသက်ဘလောက်ကနေ YouTube ဆောက်လုပ်ခဲ့ရလဲဆိုတော့ကျွန်တော်က YouTube ကို2023ဆယ်လပိုင်းမှာစပြီးတော့လုပ်တာဆိုတော့ အဲ့တော့ဆိုရင်ကျွန်တော်တက်ဘလောက်ရှိမလဲအဲ16ပေါ့နော်ဟုတ်ပါတယ်ကျွန်တော်တက်16ကနေနဲ့ဗီဒီယိုလေးစပြီးတင်တာပါအဲနောက်တော့တဲ့ ဗီဒီယိုတပုတ်လုပ်ပြီးတနေ့တပုတ်တင်တာနဲ့ live stream နဲ့ဘယ်ဟာကိုပို့ပြီးစိတ်တက်ကြလဲဆိုရင်တော့ live stream မျိုးကိုပို့ပြီးတော့စိတ်တက်ကြပါတယ်။ဘာလို့ဆိုကျွန်တော်က streamer ဖြစ်နေတာပါ။အဲ video creator ဖြစ်နေတာမဟုတ်ဘူးပေါ့နော်။ဒါပေမဲ့တနေ့တပုတ်တင်ရမယ်ဆိုရင်လည်းကျွန်တော်အရင်တော့စူးစမ်းပြီးတင်ခဲ့ပါတယ်။အခုရပိုင်းဘာလို့တနေ့တပုတ်မတင်တာလဲဆိုတော့ကျွန်တော်စောင့်ဝန်းလောင်လို့ပါ။ mobile media ဆော့ရင်တောင်းရန်လောင်ပါတယ်။ပြီးတော့ရာသီဥတုကဒီဘက်မှာ mode အားရွာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုတော့မှ video ရိုက်တာ9နာရီနဲ့10မိနစ်ဖြစ်နေပါပြီ။တနေ့ကို mode ရွာနေတာပါ။အခုမှ mode မရွာဘဲနဲ့ mode တိတ်သွားလို့အဲကျွန်တော်ဒီ video ရိုက်ကြတာပါနော်။ တနေ့တဖို့ဗီဒီယိုတင်တာထက်ဆိုင်ရင်တော့ကျွန်တော် streaming လုပ်ကြတာပို့ပြီးတော့တဘောကြပါတယ်အဲမကြခဲ၁၇လပိုင်းလောက်ကြလို့ရှိရင်ကျွန်တော် streaming ဆပြီးတော့လုပ်ပါရမယ်အဲဒါကတော့ကျွန်တော် streaming လုပ်မဲ့နေရာလေးကိုခုလေးကနည်းနည်းပပကျွတ်ပြင်ဆင်ရတာပါနော်ဆက်တလာပြောလို့လုပ်လို့ရတယ်ဆိုတော့ဂျားထဲမှာဆယ်လာပိုင်းတလိုင်းလုံးကျွန်တော်လှုပ်ရှားလေးရှိရေပေါ့နော်အဲကျွန်တော်လှုပ်ရှားလေးပြီးသွားရင်ဆက်တလာပိုင်းစပြီဆိုပါနဲ့ကျွန်တော် streaming စပြီးတော့လွတ်တော့မှာဖြစ်ပါတယ်လာအပြီးဘုမပြပါနဲ့စိတ်တက်ကြလဲဆိုရင် live stream ရပွေးစိတ်တက်ကြပါတယ် အဲနောက်တော့ကိုယ့်ကိုယ်ကိုတနေ့အောင်မြင်ရမယ်ဆိုတဲ့အတွေ့ယုံကြည်မှုရှိလားဆိုတော့တနေ့ကိုအောင်မြင်ရမယ်ဆိုတဲ့ယုံကြည်မှုရှိလို့ရှိပါတယ်ကျွန်တော်တနေ့မှာကျွန်တော်ဖြစ်ချင်တဲ့ streaming မှာ streaming မှာတတိယချက်ချလုံနိုင်တဲ့ streamer တယောက်ဖြစ်ချင်ပါတယ်ပြီးတော့ကျွန်တော်တွေ့ချင်တဲ့ကျွန်တော် legendary idol နဲ့လည်းကျွန်တော်တွေ့ချင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့တကယ်ချင်းနေကျွန်တော်ရဲ့ fit viewer တွေနဲ့လည်း fan meeting လေးဆိုမျိုးလည်းလုပ်ချင်ပါတယ်ဗောနောပြောမယ်ဆိုရင်တော့ကျွန်တော်အောင်မြင်ချင်ပါတယ်တကယ်ကိုအောင်မြင်အောင်လည်းစူးစမ်းတော့မှာပါအဲ့စိတ်လည်းကျွန်တော်မှာတကယ်ရှိပါတယ်တခါလေးစိတ်တက်ကြတာလွဲမို့ ယူနီဝီရှိဆက်ပြီးအားပေးပါမယ်တသက်လုံးအမားကပြိသက်အနေနဲ့ကိုယ့်ကိုယုံကြည်မှုနဲ့ရှိဦးဆိုရင်ဆက်မအားပေးတော့ဘူးဟုတ်ကဲ့ကျွန်တော်ကျွန်တော်ယူနီဝီရှိပါတယ်ဆက်အားပေးဖို့လည်းတောင်းဆိုပါတယ်တောင်းဆိုရမှာပေါ့နော်တကယ်လို့အားပေးခြင်းတယ်ဆိုရင်တော့အားပေးလို့ရပါတယ်အဲဘူပီယလေးနဲ့တော့အားပေးဖို့မပေးပါနဲ့ရီယန်နိုင်နဲ့ကျွန်တော်ရဲ့နာမည်အစ်စ်ကနေထပ်ပိုင်နေထပ်ပိုင်လို့ခေါ်ပါတယ်အဲပြီးတော့ H အသက်ကတော့လောလောဆယ်22မှ1ရှိပါပြီ ါလဲ21ပါ21ရှိပါပြီခင်ဗျာอืมဘတ်ဒေးတဲ့ဘတ်ဒေးကတော့2004ဂျွန်လ12ရက်စနေသားပါအာတွေ့တော့မယ်အကိုရဲတဲ့ဘာမီတွန်ကတဲ့တစ်တော့မှာတရင်ကြားနေရယ်စော်ရှိရဲ့သားနဲ့ဘာလို့စမိုင်းအမနဲ့အေးမွန်ညမကြံ့နေတာဆိုတဲ့အာ ကိုဗမီတို့ကတစ်တော့ကသတင်းကြားနေတယ်တဲ့။ဘာလဲသတင်းကြားနေတာလဲကျွန်တော်ကိုယ်တော့မသိပါဘူးကျွန်တော်လာပြောလို့ရပါတယ်။ဆော်ရှိရတာနေတဲ့ဘာလို့စမိုင်းအမနဲ့အေးမွန်ညီမကိုကြံနေရလဲဆိုရင်တော့အဲဒီကောင်ဒီ fake info တွေကြားထားတာပေါ့နော်။ကျွန်တော်စမိုင်းရဲ့အမကိုလည်းမကြံတယ်လို့အေးမွန်ညီမကိုလည်းမကြံပါဘူး။ရရတော့လူချင်ပါတယ်။ရရတော့လူချင်ပါဆိုတာစတာပါ။တကယ်တော့မလူချင်ပါဘူးစမိုင်းအမစီအေးမွန်ညီမကြီးဆိုတာကျွန်တော်တို့အတွက်ညီကိုမတော်မ စရင်ပဲရှိပါတယ်တငယ်ချင်းပုံစံမျိုးတော့မကျွန်တော်စကားမပြောခဲ့ဘူးပေါ့နော်အဲ့တော့သူတို့ကိုလေ respect ပေးတဲ့ဒီနေ့သူတို့ရဲ့အမိုင်းညီမိုင်းဆိုကျွန်တော်တိတ်ပြီးတော့စကားမပြောပါဘူးသူတို့နဲ့လေစကားတိတ်မပြောဖြစ်ပါဘူးဒီရက်ပိုင်းနဲ့မှာကိုဟာကိုအစ်အဲတည်းနဲ့ဦးနေဖြစ်တော့မဖြစ်ရင်ကိုွေးတို့လည်းအဲ့လိုကြီးကြတော့တိတက်မှပဲမနေမနေလေးတဲ့ယူကျူးမှလည်းဟာတာရတင်အောင်တဲ့ စမိုင်းရဲ့ရည်စရာဂိမ်းပွဲတွေတလဲတွေလည်းတင်ပေးအောင်လဲစမိုင်းရဲ့ရည်စရာဂိမ်းတလဲတွေကတော့ကျွန်တော်လည်းဆော့ဖြစ်တဲ့ခါကြလို့ပါလာတဲ့ခါမျိုးကျရင်တော့တင်ပေးပါမယ် YouTube မှာလည်းဗီဒီယိုတင်မျိုးဆိုရင်တော့ဟုတ်ကဲ့ကျွန်တော် YouTube မှာဗီဒီယိုတင်နေပါတယ်အတရားခြားတစ်ခါနီးပါးလေးဗီဒီယိုတင်နေအောင်လည်းစူးစမ်းနေပါတယ် BMD Collab Channel မှာပါအဲ့အဲ့ Channel ကိုလည်းကျွန်တော်ဗီဒီယိုမှာထည့်ပြထားပွားဆိုတော့တိပြမယ်လို့ထင်ပါတယ် bro name ကျွန်တော်နာမည်ခေါနာပြောပြတော့ပါပြီ favorite food ကတော့ကျွန်တော် spicy food တွေကိုကျွန်တော်ကြိုက်ပါတယ်စက်တဲ့အစားအစာတွေဆိုကျွန်တော်တောက်ဟန်းကြိုက်ပါတယ် နာမည်ချင်းပြောပြတော့ပါပြီ။ဆော်ရှိမရှိဆိုတော့ကိုတော့ကျွန်တော်ထည့်မပြောပြရစီနဲ့ဘာလို့လဲဆိုတော့တစ်ဖက် make လေးအတွက်လည်းမကောင်းသလိုကျွန်တော်အတွက်လည်းမကောင်းပါဘူး။ဆော်မရှိဘူးလို့ပဲတတ်မှတ်လိုက်ပါ။အကြိုက်ဆုံး food ကတော့ကျွန်တော်ပြောပြပါပါပြီ။ spicy food တွေဆိုကြိုက်တယ်။အကြိုက်ဆုံး youtuber မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ youtuber အကြိုက်ဆုံးရေလို့မရှိပါဘူး။ဒါပေမဲ့ကျွန်တော် legendary idol ဖြစ်တဲ့ကိုဆိုင်လေးကိုတော့ကျွန်တော်ကြိုက်ပါတယ်သူကသူပဲ platform မှာပဲရောက်နေရောက်နေကျွန်တော်ကတော့ကိုဆိုင်လေးကြိုက်ပါတယ်အခုဆိုတော့ YouTube မှာလည်းသူတော်တော်မှ follower 2သိန်းကျော်နဲ့ဆိုတော့တော်တော်ကြီးကိုမှဂျစ်နေပါပြီအဲ့တော့အဲကျွန်တော်ရဲ့ favorite youtuber ကတော့ကိုရှိုင်းလေးလို့ပဲပြောရမှာပေါ့နော်အဲ international မှာတည်ကျင်မယ်ဆိုလို့လည်းထင်ပါတယ် international မှာဆိုရင်တော့ကျွန်တော် speed macquin ကိုတော့နည်းနည်းသဘောကျတဲ့ထက်မှာပါပါတယ်အဲကျွန်တော် international က youtuber ကိုကျွန်တော်သိကြတဲ့ထက်မှာမပါပါဘူးအကြိုက်ဆုံးတစ်ချင်ကတော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ကိုရီမွန်ရဲ့အချင်းကြီးအကုန်လုံးကိုကြိုက်ပါတယ် တဖုံးမကြမ်းပါဒါပေမဲ့ကျွန်တော်ကိုရင်ဂီတာတီးပြီးဆိုနိုင်လောက်တဲ့အထိအရေးချင်းမရှိပါဘူးအဲ့အတွက်ကြောင့်မို့ကျွန်တော်ကိုရင်မွေးရဲ့တချင်းတွေကိုကျွန်တော်ဂီတာမတီးပြီးတော့မဆိုပြသေးတာပေါ့နော်အဲ international မှာလည်းသိကြမယ်လို့ထင်ပါတယ် international မှာဆိုရင်လည်းကျွန်တော်တယောက်မှမကြိုက်ပါဘူးဒါပေမဲ့ HHH Dancey လို့ဘာလို့တော့ကြိုက်တယ်အဲ Aminero လို့လည်းကြိုက်တယ်ပေါ့နော်ဒါပေမဲ့သူတို့ကရှင်တော့တိုင်းနာမတော်ပြေနားမလဲလို့အကြိုက်ဆုံးဟီးရိုးကတော့ Granger ပါ Mobile Legends ထဲမှာပြောတာထင်ပါတယ်အကြိုက်ဆုံးဟီးရိုးကတော့ Granger ပါ YouTube ကတလဘလောက်ရလဲဆိုရင်တော့ကျွန်တော်တချူချူမှာတလောက်8ဒေါ်လာရပါတယ်8ဒေါ်လာဆိုတက်ကြည်ပါမြန်မာငွေ၄000နဲ့ရှစ်လီ30နှစ်တလောက်3200လောက်ရပါတယ်ဒါပေမဲ့8ဒေါ်လာနဲ့ကျွန်တော် YouTube ကနေပတ်သက်ထုတ်လို့မရပါဘူး YouTube ကတစ်ခါထောက်ရင်ဒေါ်လာတရအနည်းဆုံးရှိမှထုတ်လို့ရတာပါအဲ့တော့တလောက်8ဒေါ်လာဆိုရင်ကျွန်တော်ဒေါ်လာတရပြည့်ဖို့အတွက်ဘယ်နှလားစုရမလဲဆိုတာစဉ်းစားကြည့်ပါ10လမှဒေါ်လာ80ပါကျွန်တော်တစ်နှစ်မှဒေါ်လာတရပဲရတာပါဒေါ်လာတရဆိုတော့မှ မြန်မာငွေ၄သိန်းမှာအဖြတ်ခံရတာပါညာနေ့ဆိုကျွန်တော်မြန်မာငွေ၃သိန်းခွဲလောက်မှာတစ်နှစ်မှရတာပါကျွန်တော်ရဲ့တစ်နှစ်ဝင်ငွေရ၃သိန်း၃သိန်းပေါ့နော်တစ်နှစ်ဝင်ငွေ၃သိန်းပေါ့အဲ့တော့ရောရောရောဟုတ်ကဲ့ပါ YouTube ဘာကြောင့်ဆက်လုပ်ခဲ့တာလဲဆိုတော့နံပါတ်1 K1 ဖြစ်ချင်လို့ဆိုပြီးတော့ K1 လေးပဲရှောက်ပါမယ်ဆိုပြီးတော့ YouTube ဆက်လုပ်ဖြစ်တာပါနောက်ပိုင်းလုံရင်းလုံရင်းလုံရင်းနဲ့ကတော့ကျွန်တော်ဘာကြောင့် YouTuber ဆက်ဖြစ်ဆက်ပြီးလုပ်နေလဲဆိုတော့ကျွန်တော် streaming log ထဲဝင်ကြည့်လို့ပေါ့နော် streaming log ထဲမှာဆိုလို့ရှိရင် ျွန်တော်ကိုရှိုင်းလေးတို့နဲ့ collaboration ပဲဖြစ်ဖြစ်အဲ့တခုခုဗျာကိုရှိုင်းလေးကျွန်တော်တီးွားတာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးလုပ်ချင်လို့ပေါ့နော်ဒီကတော့ကျွန်တော်ဖြစ်ချင်တာတကယ်ဗျာကျွန်တော်သူများ fan နေဆိုကျွန်တော် fan တွေကိုလည်းကျွန်တော်တကယ် respect ပေးပါတယ်တကယ်လေးလေးစားပါတယ်ဒီနေ့ကနေတကယ်လေးလေးစားပါတယ်သူများ fan တွေလိုလည်းကျွန်တော် fan တွေကျွန်တော် active ပေးတာမျိုးကျွန်တော်လိုချင်တယ်ဗျာဒါတော့ဖြစ်နိုင်မလားဆိုပြီးတော့ပြောကြည့်ရပါဗီဒီယိုထဲမှာရပါတယ်ဘာမှမဖြစ်ပါဘူးကျွန်တော် fan တွေကျွန်တော်အမြဲတမ်းချစ်ပြီးတာပါတခုပါပဲ ကျွန်တော်ကဒေါသထွက်လွယ်ပါတယ်ဒေါသဆောင်မှကြီးပါတယ်အဲ့တော့အဲဂိမ်းစောင်းနေနေပဲဖြစ်ဖြစ်တခုခုပြောမှဆိုမှရှိခဲ့ရင်လေကျွန်တော်ဒီနေရာကနေလည်းအုပ်ချပြီးတောင်းပန်ပါတယ်ကျွန်တော်ကဒေါသထွက်လွယ်တဲ့နေရာမှာပါလို့ပါပြီးတော့ကျွန်တော်စိတ်ကအတက်အကျတအားမြင်လို့ပါအဲ့အတွက်ကြောင့်မလို့ကျွန်တော်စကားအမှားတွေများရှိခဲ့ရင်လေဒီနေရာကနေလည်းတောင်းပန်ပါတယ်ခင်ဗျာအဲအဲ့လိုမျိုးပြောပါပါပေါ့ဟုတ်ပါတယ်တကယ်လေးပြောပါတယ်ဘာခက်ခဲရှိလဲဆိုတော့ဆက်ဘာခက်ခဲကြောင့်ရလဲဆိုတော့အဲမိဘနဲ့နည်းနည်းပပမိဘနဲ့တော်တော်ပါပဲ မေးလို့ကောင်မျိုးကဒီလိုအောင်မြင်လာမှာမဟုတ်ဘူးဆိုပြီးတော့အပြောခံရလို့တဲ့ ठी ကိုမှကျွန်တော်ယူတူတူလုပ်ခဲ့တာပါဆောင်မွေးတော့ဖြည့်ရမယ်နေ့မှာတော့မှမနေ့ပြန်ဆောင်မွေးဖြည့်ရမယ်ဆိုဒီလိုနေ့မျိုးဒီလိုအချိန်မျိုးမှာကျွန်တော် YouTube video တွေလုပ်နေခဲ့ရတာပါဒါပေမဲ့အခုနောက်ပိုင်း video တွေပုံမှန်မတင်ဖြစ်ကြတာလဲ YouTube ကရတဲ့ပတ်စံကအဲ့လောက်မှများဘူးပေါ့နော်ဒါပေမဲ့လဲပြန်ပြီးတော့လုပ်ပါတော့မယ်ဘာလို့ဆိုတော့ကျွန်တော်ကျွန်တော်ရဲ့အဓိကက YouTuber ဆိုတဲ့နာမည်နဲ့ပဲကျွန်တော်ရဲ့ viewer တွေအတွက်ဆက်ပြီးတော့နေခြင်းလို့ပါ ်အခက်ခဲတွေကတော့မိပါနဲ့အဆင်မပြေဘူးအိမ်နဲ့အဆင်မပြေဘူးပြီးတော့အဲဗီဒီယိုလုပ်ဖို့အခက်ခဲရှိတယ်အဖုန်းမကောင်းဘူးအဲအခုလဲဖုန်းကောင်းလားဆိုတော့တိတ်တော့ဒီကောင်းတယ်လို့ပဲပြောမှာကျွန်တော်ဟိုတစ်ခေါက်ကဖုန်းသားဝယ်ယူလိုက်ဆိုတော့ဒီဖုန်းနဲ့နောက်တော့လဲတော့ကလည်းဒီဖုန်းနဲ့လည်းအဆင်မပြေဘူးပေါ့နော်တော်မှဂိမ်းကြီးဆောက်ရတာလည်းဖြစ်ပါတယ်အဲဘယ်လောက်ထိရောက်အောင်သွားမှလဲဆိုရင်တော့ကျွန်တော် subscriber အဲအများကြီးတော့မမှန်ဘူးပေါ့နော်ကျွန်တော် subscriber 100k ပြည့်ကျင်ပါတယ် 100k ပြည့်ကျင်နေပြီးတော့ကျွန်တော်ရဲ့ idol ကို shine လေးနဲ့ collaboration video တွေလုပ်ချင်တယ် collaboration နဲ့ collaboration collaboration streaming တွေလုပ်ချင်တယ်အဲပြီးသွားလို့ရှိရင်ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ streamer ဖြစ်ကျင်ပါတယ် extreming တွေကိုကျွန်တော်အသက်မနာအသက်ရွယ်ရမနာလို့မရမချင်းကျွန်တော် streaming လုပ်ချင်ပါတယ် ျွန်တော်မှာ viewer တယောက်ရှိရင်တော့မှအဲ့ကျွန်တော် viewer တယောက်အတွက်ကျွန်တော် video လုပ်ပါမယ်အဲ့ကျွန်တော် viewer တယောက်အတွက်ကျွန်တော် stream ပါမယ်အဲ့လိုပေါ့နော်စတလာပိုင်းအကောင့်မြေအကောင့်ထဲစဖို့တော့မှာပါအဟမ်းအခုလက်ရှိကင်ဒီရဲ့ phone ရဲ့ gaming desk ကဘာခက်ခဲကြုံရလဲဆိုလို့ရှိရင်တော့ကျွန်တော်အခုလက်ရှိကင်နေတာက KAD Ultra ပါဘာခက်ခဲကြုံရလဲလို့မေးလို့ရှိရင်တော့ဘာခက်ခဲမှမရှိပါဘူးတခုပါပဲ PUBG မှာဆိုရင် 60fps ပဲရပါတယ် အဲ့အခါကအပီရက်ွားတဲ့အခက်ခဲလေးတစ်ခုပဲရှိပါတယ်ကျွန်တော်တော့မရှိပါဘူးတော်တော်မှကောင်းပါတယ်ပြီးတော့ gaming test နဲ့ပတ်သက်မယ်ဆိုတော့ဒါပဲပေါ့နော်အဲ့ဒါပါပဲကျွန်တော်ဘာမှမရှိပါဘူးတော်တော်ကောင်းပါတယ် brown ကြီးလေးစင်တီမီတာဘလောက်ရှိလဲတဲ့မတိုင်းကြည့်ရသေးလို့နောက်နေကြရင်တိုင်းကြည့်ပြီးနှစ်ယောက်ကြားလေးပြောပြပါမယ် idol ချစ်တယ်ဗျာဒါနဲ့ idol server နဲ့ရောက်ထားဘူးလေဟုတ်ကဲ့ကျွန်တော်ကလည်းကျွန်တော်ရဲ့ fan တွေအကုန်လုံးကိုချစ်ပါတယ် server နဲ့ရောက်ထားဘူးလေလို့မေးလို့ရှိရင်တော့ဆော်ဆိုတာနည်းနည်းတော့ရိုင်းနေပါတော့ ျွန်တော်ကောင်မလေးဘယ်နည်းထားဘူးလဲလို့မေးရင်တော့၄ရက်လောက်တော့ထားဘူးပါတယ်။ဟွန်းဟုတ်ပါတယ်၄ရက်၄ရက်ပေါ့ဟုတ်တယ်၄ရက်ထားဘူးပါတယ်။အဲ့တော့ရဆော့ရှိလာတယ်အဲ့ဒါတော့ကျွန်တော်မဖြေပြရစေနဲ့။အသက်ဘယ်လောက်လဲဆိုတော့ကျွန်တော်အသက်27ရှိပါပြီ။ YouTube ကိုဘာကြောင့်ဆောက်လုပ်ခဲ့တာလဲဆိုတော့ streamer ဖြစ်ချင်လို့ပါ။ကျွန်တော်ကတော့ K1 ရှောက်မလို့ပေါ့နော်ဒါပေမဲ့ streamer ဖြစ်ချင်နေဆိုရဲစိတ်ကပဲ dramatic ကိုရောက်နေတာပါအဲ့ဒါ streamer ဖြစ်ချင်လို့ပါအဲ့တော့အားပေးနေတယ်လေဟုတ်ကဲ့ကျေးဇူးတင်ပါတယ် hello hello ပါခင်ဗျာ ဟိုနေ့ကတဲ့ Franco Kaida Franco Kaida Franco Kaida Sony Rooney ရဲ့ fan တွေကိုငိုအောင်မလုပ်အောင်ဟိုနေ့က Franco Kaida Franco Franco Kaida Sony တာကိုဟိုနေ့က Franco ဗီဒီယိုမှာ YouTube တက်မဲ့လုတ်ပါတယ်ဘာဖြစ်လို့ fan တွေငိုအောင်လုတ်တာလဲဟုတ်ကဲ့ fan တွေငိုအောင်လုတ်ခဲ့မိလဲကျွန်တော်ဒီညကနေတောင်းပန်ပါတယ်ခင်ဗျာကျွန်တော် fan တွေငိုစေချင်တာမဟုတ်ဘူးပေါ့နော် genius guy အတွက်အဲ genius guy တော့အကျဲအကျဲလေရိုက်တက်ခင်ဗျာ favorite food ကတော့ favorite food ကတော့ကျွန်တော်အဲဒီအဆက်စားစားစားလေးအေးအကြက်ကိုချက်စားကြပါလေအဆက်စားရစားအဆက်စားစားရစားကြပါလေအဆက်စားရကြိတ်ပါလေ favorite game ကတော့ mobile game မှာဆိုရင်တော့ PUBG mobile မှာကျွန်တော်ရဲ့ favorite game မှာကျွန်တော်ပုံမှာပထမဆုံးဆော့ခဲ့ဘူးတဲ့သူများဖုန်းကိုကင်ပြီးတော့ကျေးဇူးတင်တယ်ကိုကြီးကိုကြီးအဲ့တော့ကိုရင်ပေါ့နော်ကိုရင်တပည့်တော်ဖုန်းလေးခဏလောက်ပေးပါအဲ့ game လေးဆော့ကြည့်ခြင်းလို့ပါဆိုပြီးတော့ board တစ်ခုံကို များသနက်နဲ့ပြတ်တက်ခဲ့ဘူးတဲ့အချိန်ကကျွန်တော်ဘဝအတွက်အပျော်ရွှင်ရသောအချိန်ဖြစ်ခဲ့ပူပါတယ်။ပပ်ဂျီမိုဘိုင်းကကျွန်တော်ရဲ့ favorite game ပါ။အားကြောင့်လဲကျွန်တော်ပပ်ဂျီဗီဒီယိုတင်နေရပါတော့။အာဘာလို့ mobile legend video မတင်တော့ရလဲဆိုတော့ mobile legend video ကြီးကြီးဟိုဘက် channel မှာတကြီးပါ။ဒီ channel ကကျွန်တော်လုတ်ချင်တာလေးလုတ်တော့မှာပါ။အားကြောင့်ပါ။ favorite anime favorite anime ကအိုက်ချက်ကိုရိုက်ချက် favorite anime ကတော့ကျွန်တော် Naruto ပါ။တတ်တေးပါရော။ Naruto က favorite anime ပါပဲ။ အိုင်ရောတဲ့ဟုတ်ကဲ့အိုင်ရောပါအိုင်ရောအိုင်ရောတဲ့သူမလက်ကိုအိုင်ရောတဲ့သူမလက်ကိုကင်ဘူးလားအဲသူမဆိုလို့ရှိရင်တော့သူမတွေကသူမတွေကအများကြီးတဲ့ဟုတ်ကဲ့ကင်ဘူးပါလေဘာကြောင့်ကင်တာလဲတဲ့ဘဝမှာပထမတစ်ခါမှမကင်ခဲ့ဘူးလို့ကင်ကြည့်တာပါအဲကိုကိုကောင်မလေးရဲ့လက်ကိုတစ်ခါမှမကင်ခဲ့ဘူးလို့ကင်တာပါဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကြောင့်ပါကင်ကြီးလို့ကင်တာလားဆိုတော့ဟုတ်ပါတယ်ကင်ကြီးလို့ကင်တာပါမကင်ကြီးပဲအတင်းကင်ခိုင်းလို့ကင်တာလားအတင်းတော့မကင်ခိုင်းပါဘူး ။ကင်ကြီးရဲ့သားနဲ့အတင်းကင်ခဲလို့ကင်တာ။ကင်ကြီးရဲ့သားနဲ့အတင်းမကင်ခဲပဲလဲကင်တာပါ။ချစ်လို့ကင်တာလားဆိုတော့ဟုတ်ပါတယ်။ချစ်လို့ကင်တာပါ။မချစ်လို့ကင်တာတော့မရှိပါဘူး။တကယ်ချစ်လို့ကင်တာလားဟုတ်ကဲ့တကယ်ချစ်ခဲ့တာပါ။တကယ်မချစ်ပဲကင်တာလား။ရှောက်ကင်ဟုတ်တယ်အဲ့တော့ရှောက်ကင်လား။ဟိုကဒါတော့လက်လက်ခြေတုံချတော့မနဲ့လက်တုံပြီးတော့အဲ့လက်ကိုတက်ကင်တာပါနော်။နမမိုးနဲ့မကင်ဘူးလားဆိုတော့လက်တော့ကင်မှုပါလေ what is me match youtube စလုပ်တဲ့စီကနေလည်း idol အကြိုက်ဆုံး video တဖို့တဲ့ကျွန်တော်ရဲ့ youtube စကြိုက်ထဲက or youtube စလုပ်တဲ့အနေနဲ့အခုချိန်ဒီကျွန်တော်အကြိုက်ဆုံး video ကတော့ကျွန်တော်ရဲ့တငယ်ချင်းနေပေါ့နော်ကျွန်တော်ရဲ့တငယ်ချင်းနေနဲ့ collaboration video လုပ်ခဲ့ဘူးတာကကျွန်တော်ဘဝမှာအကြိုက်ဆုံး video ပါအဲ nikla idri solomon ကျွန်တော် oxygen retro scenic အဲပြီးတော့လို့ရှိရင်လကွန်တို့အဲပြီးတော့လို့ရှိရင်ကျွန်တော်တို့စမိုင်းအဲပြီးတော့ရင် audience တော့မပါခဲ့ဘူးပေါ့နော်အဲ့တော့ audience ဘာလုပ်နေရလဲမသိဘူးအဲနောက်ထပ်တစ်ယောက်ရှိသေးတယ်ပေါ့နော်သူ့နာမည်ကျွန်တော်မေ့နေလို့ပါတောင်းပန်ပါတယ်နာမည်လေးမေ့သွားတာပေါ့သူတို့နဲ့ collaboration လုပ်ခဲ့ဘူးတဲ့ video ကကျွန်တော်ဘဝမှာအချိုက်ဆုံး video ပါအဲ့လိုပြီးတော့နောက်ထပ်ဒုတိယမြောက်အချိုက်ဆုံးကတော့ကျွန်တော်ရဲ့ fan တွေနဲ့ grace ခရင်ဆိုပြီးတော့ဆော့ခဲ့ဘူးတဲ့ဟာပေါ့နော်အဲ့ဒါတော်တော်ကြိုက်ပါတယ် အဲ့ဒီဗီဒီယိုနှစ်ပုဒ်ကကျွန်တော်ဘက်မှာအကြိုက်ဆုံးဗီဒီယိုနှစ်ပုဒ်ပါတစ်ခုကကျွန်တော်တငယ်ချင်းနေတဲ့ collaboration နောက်တစ်ခုကကျွန်တော်ရဲ့ fan နေတဲ့ collab ဗီဒီယိုပုံစံပေါ့နော်အဲ့နှစ်ခုကျွန်တော်အကြိုက်ဆုံးပါပဲဘယ်မှာနေရလဲဘယ်မှာနေရလဲဆိုတော့ကျွန်တော်ရွာမှာနေရပါကျွန်တော်နေတဲ့နေရာတော့တိကျသိပြင်ပြောပြတော့ပါဘူးတလောက်ဝင်ဝင်ဘလောက်လဲတဲ့ကျွန်တော်ခေါ်ပြောပြပါတယ် YouTube ကတလောက်ဝင်ဝင်10ဒေါ်လာပါတကယ်10ဒေါ်လာပါကျွန်တော်မနောက်ပါဘူးတစ်ခါတလေကျမှ10ဒေါ်လာကျော်တာပေါ့နော်ဒီလတော့နည်းနည်းကျန်းနေလို့ပြောရမယ်ဒေါ်လာ 15လ20လာမသိဘူးเนาะအဲ့လိုရတလဝင်ဝင်ဘလောက်မှမရှိပါဘူးအဲ့အတွက်ကြောင့်မို့ဈားထဲမှာကျွန်တော်ကြွန်ကြိုင်လိုက်တယ်ဗောနော်ဆက်လော့ကြွန်ကြိုင်ကျွန်တော်ခဏခဏလိုက်ပါတယ်ကျွန်တော်ညင်းထားပါတယ်ခဏခဏညင်းတာပါ high idol တဲ့ high ပါခမညာဆော့ရှိလာတဲ့အဲ့မိဖို့မဖြေပြရစေနဲ့ live video လွှင့်မှာလဲ live ကိုတည်တည်ချာချာကျွန်တော်ဆက်တလပိုင်းဆိုတာနဲ့စပြီးတော့လွှင့်မှာပဲ မိုဘိုင်းရေးကောက်လေးလက်ခံပေးပါလားတဲ့ပြီးတော့ idol အကောက်ကိုပြောပြပေးပါလားဟုတ်ကဲ့ကျွန်တော်မိုဘိုင်းရေးကောက်လက်ခံပေးပါတယ်ကျွန်တော်လက်အတမရအကောက်တိုင်းကိုကျွန်တော်ရသလောက်လက်ခံပေးပါတယ်လက်မခံပေးတာအကောက်တည်းရတာဘာလို့ဖြစ်လို့ပါတော့ပြီးတော့ကျွန်တော်ချိုးဖန်တွေလည်းလည်းခေါ်ဆော့ပေးပါတယ်တကယ်ကိုခေါ်ဆော့ပါတယ်မနောက်ပါဘူးကျွန်တော်နဲ့ဆော့ဖို့တဲ့သူတွေအောက်ကကွန်မန့်မှာမန်ခဲ့ပေးလို့ရပါတယ်ပြီးတော့ကျွန်တော်လည်းဆောင်းဝန်းစီထူပါတယ်ဘလောက်စီထူလဲဆိုရင်ဗီဒီယိုလုံးနေမဲ့တိတိရဲ့ကြီးနဲ့ကိုခရီးလူစားတယ် buff ကိုအပြင်ကိုဆွဲထုတ်တယ် ကေးကောက်တယ်ကေးကောက်တာဘာမှပြောပါဘူးခရီးလာလူစားတယ်ကျွန်တော်ကေးရတော့မယ်မဲ့တတိယနေ့ကိုလူစားတယ်ပြီးတော့ရင်ဘတ်ကိုစားနေတဲ့တလက်နဲ့ရောင်းအောင်ယူတယ်အပြင်ကိုဆက်ထုတ်တယ်ပေါ့နော်အဲ့လောက်ကြီးကြတော့ကျွန်တော်လည်းလူပါပဲတော်သားထွက်ပါတယ်ကျွန်တော်ကောက်ကတော့ကျွန်တော်ရဲ့ဒီအင်ခင်းကျွန်တော်ရဲ့ဒီ YouTube channel နာမည်ကိုပဲရိုက်ထည့်လိုက်ပါတော့။အာကျွန်တော်ပါပဲ။ကျွန်တော်ပါပဲ။ကျွန်တော်ရဲ့ YouTube channel နာမည်အခု YouTube channel ဘာမီတုံးအိတ်ဆိုတာကိုရိုက်ထည့်လိုက်ပါ ကျွန်တော်တယောက်ပဲရှိပါတယ် project ဆုံးစားစာကိုပြောပြပါဆိုရင်တော့ကျွန်တော်ဘောမှာကျွန်တော်ဘောမှာပေါ့နော်ကျွန်တော်အကြိုက်ဆုံးစားစာကတစ်ခုရှိပါတယ်အဲ့လိုစားစာမျိုးကဘယ်သူမှကျွန်တော်အဲ့ဒီစားစာကိုကြံရအောင်မလုပ်ပေးနိုင်မလုပ်ပေးနိုင်ဘူးပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်အမေကျွန်တော်ချက်ပေးတဲ့ပစွန်နဲ့ငရုတ်တီးနဲ့ရောကြော်ရတဲ့ပစွန်ငရုတ်တီးကြော်ပါအဲ့ဒါဘဝမှာအကြိုက်ဆုံးစားတာပါပဲ ပြန်မရနိုင်တော့ဘူးပေါ့နော်အတန်ပြောင်းသားတယ်လို့ပဲအတန်ပြောင်းသားတယ်လို့ပဲဒါဟုတ်ပါတယ်ကျွန်တော်ဂျားထဲမှာနေမကောင်းတာတလားလောက်ကြာသွားပါရဲ့မနော်အဲကြောင့်လည်း view တွေမတင်ခဲ့ဖြစ်တာလည်းပါပါတယ်ကျွန်တော်နေမကောင်းဖြစ်ပြီးတော့အတန်ကဒီလိုဖြစ်သွားတာပါနှာအတန်ပေါက်သွားတာပေါ့နော်ဆော်ရှီလားဆိုရင်တော့အိမ်မီးဖို့ကျွန်တော်မဖြေပြရစေနဲ့ဘောင်းမီချွတ်ပြရတဲ့ဖန်ခင်ရင်းနဲ့ဟုတ်ကဲ့ကျွန်တော်တကယ်ချွတ်ပြခြင်းပါတယ်တကယ်ပါကျွန်တော်မနောက်ပါဘူးကျွန်တော်စိတ်ထဲမှာတော့ကျွန်တော် fan တွေအတွက်ဘောင်းမီချွတ်ပြရမယ်ဆိုလည်းကျွန်တော်မရှက်ပါဘူးဒါပေမဲ့အဲ့ဘောင်းမီချွတ်ပြရတဲ့ဗီဒီယိုတင်လိုက်မယ်ဆိုရင်ကျွန်တော် YouTube channel ကြီးဖြတ်သွားပါလိမ့်မယ်အဲ့အတွက်ကြောင့်မလို့ပါ အဲ့ဒီတော့မှကျွန်တော်ချက်မပြတာပါဆော့ပနေရောက်ထားဦးလဲဆိုရင်၄ရောက်ထားဦးပါတယ်လက်၅ချောင်းပြီးအောင်တယောက်ထပ်ထားပါမယ်ဘာမီတွန်ဆိုတဲ့နာမည်ကိုတဲ့ဘလူပြည့်ပြတော့လည်းဖြည့်ပြပါတယ်ဘာမီတွန်ဆိုတဲ့နာမည်ကိုကျွန်တော် YouTuber ဆက်လုပ်မယ်ဆိုပြီးတော့ကျွန်တော်ဈေးတော့ဝယ်တယ်ဈေးတော့ဝယ်တော့အောင်ငါ YouTuber လုပ်မယ် YouTube channel နဲ့ကိုဘာပေးရမလဲဆိုကျွန်တော်စဉ်းစားနေတဲ့အချိန်မှာဗရောက်ပင်နေနာရောက်တော့ကျွန်တော်မှကျွန်တော်ကြည့်ခဲ့ဘူးတဲ့မြန်မာစကားတကားကိုသွားတွေ့ရပါတယ်အခုလည်းသွားရှာပြီးကြည့်လို့ရပါတယ်ကိုနီတိုးရိုက်ထားတဲ့ဇာတ်ကားပါဘာမီတွန်ဆိုတဲ့ဇာတ်ကားပါအဲ့ဇာတ်ကားတွေက ဘာမီတွန်ပေါ့နော်အဲ့နှစ်မျိုးကျွန်တော်ယူထားတာပါပြီးတော့ဘာပဲဖြစ်ဖြစ်ဘာမီတွန်တောက်ပျောက်ဆိုတာကအဲ့စကားရဲ့အဓိကစကားလုံးပါအဲ့လိုပါပဲကျွန်တော်လည်းကျွန်တော်ရဲ့ဗီဒီယိုကြောင့်တခြားလူတယောက်ရဲ့စိတ်ညစ်နေတာလေးတွေခဏလောက်ပျောက်သွားစီခြင်းနဲ့ရည်ရွယ်ချက်နဲ့ဘာပဲဖြစ်ဖြစ်ဘာမီတွန်တောက်ပျောက်သလိုပဲဘာပဲဖြစ်ဖြစ်ဘာမီတွန်ဗီဒီယိုကြည့်ရင်အဲ့ဖြစ်နေတာလေးတွေပျောက်သွားစီခြင်းနဲ့စိတ်နဲ့ကျွန်တော်ဘာမီတွန်ဆိုတဲ့နာမည်ပေးခဲ့တာပါနာမည်ကိုကြိုက်ပါတယ် ိုင်ရောဖုန်းကဘာဖုန်းလဲတဲ့ဘယ်လောက်ပေးရလဲကျွန်တော်ဖုန်းကဘာဖုန်းလဲဆိုတော့ကျွန်တော်ဗီဒီယိုလေးတင်ထားပါတယ်ကျွန်တော် Redmi K80 Ultra ခိုင်းတာပါအဲ့ဒါလည်းတငယ်ချင်းတို့ကျေးဇူးကြောင့်ပါကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာအဲပြီးတော့ဘယ်လောက်ပေးရလဲဆိုတော့ကျွန်တော်ဝင်တော့ကတော့16သိန်း8000ပေးရပါတယ်ကျေးဇူးတင်ပါတယ်တငယ်ချင်းတို့ကျေးဇူးကြောင့်ကျွန်တော်ဝင်နိုင်တာပါခင်ဗျာ16သိန်း8000ပေးရပါတယ်ခိုင်ကျူ Office လေးနဲ့ Lucky Guy Machine လေးကူပေးအဲကူပေးကြတဲ့ ဟုတ်ကဲ့ကူပေးပါမယ်ကျွန်တော်ကို Telegram မှာပဲဖြစ်ဖြစ်အဲဒီ comment မှာပဲဖြစ်ဖြစ် ID လာပေးလိုက်ပါနော်အဲဒီပါလဲ YouTube အဲဖတ်ကြည့် ID ပါနော်ကျွန်တော်ကကြယူအင်ကြီးကွေးပြီးတော့ပဲဖြစ်ဖြစ် brother ကိုကျွန်တော်ကကြယူအင်ကြီးချပေးပြီးတော့ပဲဖြစ်ဖြစ်ဆော့ပေးပါမယ်ကျွန်တော်ညဘက်ကင်းလေးပတ်ကြည့်ဆော့ပါတယ်အဲ့တော့လာဆော့ချိန်လေးဆော့လို့ရပါတယ်အပိနေပါတယ် idol ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဘာလို့လဲဆော်လေးတယောက်ကိုတဲ့ give ပေးတာလဲဆော်လေးတယောက် give ပေးတာကြီးကလော်လာဗောလို့ကျေးဇူးတင်ပါတယ်အဲ့တော့ YouTube ဆော့လို့တော့ကဘာဗီဒီယိုနဲ့ဆော့လို့ခဲ့တာလဲ ျွန်တော် YouTube ပထမအုပ်ဆုံးဖတ်လုပ်ခဲ့တဲ့ဗီဒီယိုကအဲပတ်ကြည်ဗီဒီယိုပါတကယ်မနှုတ်ပါဘူးကျွန်တော်ဘဝမှာပထမအုပ်ဆုံး YouTube ဗီဒီယိုဆက်တင်ခဲ့တာပတ်ကြည်ဗီဒီယိုပါပတ်ကြည် highlight ပါနော်အဲတော့တတော်မှညံ့ရပါတယ်ခြာတူးလန်နေပါတယ်ဗီဒီယို editing ရအစအတန်နောက်ခံနေရအစတမ်းလေးရအစပါဒုတိယမြောက်တင်တာကကျွန်တော်အခုချိန်ထိတိုက်တယ်မှတ်မိပါတယ်ကိုရှိုင်းလေးနဲ့တွေ့ရဖို့အတွက်ဝေးစီတော်အဖြတ်ခံမဲ့ကောင်လေးဆိုပြီးတော့ကျွန်တော်တိုက်တင်နေကိုရှိုင်းလေးကိုဘယ်လောက်ထိတွေ့ခြင်းကြောင်း ကျွန်တော်ဗီဒီယိုတစ်ပုဒ်လုပ်ခဲ့ပြီးပါတယ်အဲ့တော့ကတော့မျက်နှာရောကျွန်တော် emoji နဲ့ကာထားတာပါနော်အဲ့တော့က view တစ်ဆယ်လမ်းတူရတယ်စောင်းအောင်စိတ်ခံရပါတယ်အဲ့လောက်ထိအောင်မှာကျွန်တော်ဗီဒီယိုစပြီးတော့လုပ်ခဲ့ဦးရဲ့ကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုပါမကြီးရဖေးစိအနီမေကျွန်တော်ဖေးစိအနီမေကတော့သတိပါရောဆိုတော့နာရူတိုပါဒုတိယမြောက်အနီမေကိုကြည့်ရမယ်ဆိုရင်တော့ The Rise of the She Hero ဆိုတော့အီဝါတာနီနာအိုဖူမီဆိုတော့ဒိုင်းသူရဲ့ဂုံပါပါခုလာနေတဲ့စီစဉ်ကြီးက စုတ်ပြတ်တက်နေတာပါကျွန်တော်မကြည့်ပါဘူးဒီ channel ကလည်း PUBG တင်ပါလားဗျာဟုတ်ပါတယ်ကျွန်တော်ဒီ channel မှာ PUBG video တွေအဓိကထားပြီးတင်ပါပါပြီးသွားလို့ရှိရင်ကျွန်တော်မကြခင်တခြားသောလှုပ်ရှားလေးတွေလည်းရှိပါတယ်ပြီးရင် live stream တွေလည်းဒီ channel မှာပဲလုပ်မှာပါ mobile legend streaming အစားဒီမှာပဲလုပ်မှာပါတခြားသော gaming streaming တွေလည်းကျွန်တော်လာပါမယ်အဲ့ဒီလည်းကျွန်တော်ဒီ channel မှာပဲလုပ်မှာပါ အရှင်ပါမီတွန်းကိုပြန်လို့ခြင်းနဲ့အရှင်မီတွန်းပါပဲခင်ဗျာအရှင်လူပါပဲအသက်လေးနည်းနည်းပူကြီးတော့ရပဲရှိပါတယ်မျက်နှာပြောင်လာလဲအရှင်တော့လည်းမပဲပြောင်နေတာပါတခင်ကြီးမြို့ကမှတ်မိပါတယ်ငါမြို့ပြောင်နေမှလည်းသိပါတယ်ဒါပေမဲ့မြို့ဆက်တက်ပြီးစကားပြောရမှလည်းဘယ်လိုလဲမသိပါဘူးဒီဗီဒီယိုမြင်ပြီးတော့ဒီ comment အောက်မှာရှိမယ်ဆိုရင်ငါနဲ့ Thomas ဘိုင်ဝဲတစ်ခေါက်လောက်လာချသိခြင်းပါတယ်မင်းနဲ့ငါလုတ်ခဲ့ဘူးတယ်အဲ၁၀သိန်းကြီး Thomas ဘက်က6ဘိုင်ဝဲပွဲလေးဖြူခွေးနောက်တစ်ခေါက်ပြန်လုတ်ခြင်းပါတယ်နည်းနည်းလေးတော့ short ပေးပါငါ6မကင်တတ်တော့ပါဘူး ။ဘာလို့လဲဒီ channel မှာ mobile legend video တွေမတင်ရလဲဆိုတော့ K1 ရှောက်မရတော့မှလွယ်လားဆိုတော့ဟုတ်ပါတယ်ဒီ channel ကကျွန်တော် K1 ရှောက်လို့မရတော့ပါဘူး။ပြီးတော့ကျွန်တော်ရဲ့ BMD Go Live channel ကလည်းကျွန်တော် K1 ရှောက်လို့မရပါဘူး။ကျွန်တော်တခြားတော့မေးမြန်းပြီးတော့စုံစမ်းထားပါတယ်ကျွန်တော် blacklist တထိွာလားမသိပါဘူး။အဲဘာကြောင့်လဲတော့ကျွန်တော်ကိုယ်တိုင်လည်းမသိဘူးကျွန်တော်တို့ထွက်ဖို့တက်ပြောပြီးတော့မှထွက်လာခဲ့ပြီးတော့မှဒီ channel နဲ့ကျွန်တော်ပြန် run လို့လည်းမရတော့ဘူးအဲဒီ channel မှာ mobile legend video မတင်ရတဲ့အဓိကအကြောင်းကတော့ ကျွန်တော် KU1 ကဒီ channel ကရှောက်လို့မရတော့လို့ပါအဲအကြောင်းမှာပထမချက်ဒုတိယချက်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရေပထမဆုံးတင်ရေးဘူးတဲ့ PUBG ဗီဒီယိုနဲ့ကျွန်တော်ဒီမှာပဲ PUBG ဗီဒီယိုလေးတွေပြင်တင်ခြင်းလို့ပါတခြားသော gaming ဗီဒီယိုတွေလည်းလာပါမယ်ဟုတ်ပါတယ်ဘဝချက်ဗီဒီယိုကြည့်ချင်တော့ BMD Cole ဆိုတဲ့ channel မှာတက်ကြည့်ပေးပါအဲရောတဲ့ဟုတ်ကဲ့ပါခင်ဗျာငငယ်ကဘာဖြစ်နေတာလဲကျွန်တော်ငငယ်ကဆိုရင်ပထမဆုံးနေတဲ့ streamer ဖြစ်နေတယ်ဘာလို့ streamer ဖြစ်နေလဲ sorry ပထမဆုံးဖြစ်နေတာတော့ဆရာဝန်ဖြစ်နေခဲ့တယ်ဒီမှာ engineer ဖြစ်နေတယ် ။ဒါတော့ငယ်ငယ်တော့လူတိုင်းလူပါဖြစ်နေတာပေါ့နော်။အဲအင်ဂျင်နီယာဆရာဝန်ဖြစ်စီလို့ပဲကျွန်တော်ဘိုင်ကိုယူပြီးတော့စာရီဘိုင်ကျက်ခဲ့ရပေါ့နော်။ဒါပေမဲ့ကျွန်တော်ညင်နေမရတဲ့အတွက်ကျွန်တော် eco ပြောင်းပြီးတော့ပဲစီးပွားရေးတမှာပဲလုပ်လိုက်ပါတယ်။အဲပြီးတော့ကျွန်တော်ဖြစ်နေတာကတော့နောက်တစ်ခုရှိသေးတယ်ဗျ။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော် driver ဖြစ်နေတာပါ။မနောက်ပါဘူး။ငယ်တော့ဆိုလို့ရှိရင်ဇလန်းဇက်ကွက်တွေပြောတယ်။ဇလန်းဇက်ကွက်တွေဖန်တီးရယ်။ဟုတ်ပါတယ်။ အငင်းလုံးကတော့ driver ဖြစ်ခြင်းပါတယ်အခုကတော့ဖြစ်ခြင်းမဟုတ်မီဒီယမ်တက်ဘလော့ရှိပြီလေဗျကျွန်တော်တန်းဆက်တက်ပါအဲဖုန်းတိဝယ်ထားတာလားဟုတ်ပါတယ်ခင်ဗျာ mobile jet တွေကအကောက်အစ်စ်ဘလူးဖွင့်ရမှာလေဗျ mobile jet တွေမှာအကောက်တိဖွင့်ခြင်းလေဆိုရင် brother တငယ်ကြီးရဲ့အကောက်ကိုယူလိုက်ပါပြီးတော့အကောက်ကိုလော့ရင်ဝင်လိုက်ပါပြီးသွားလို့ရှိရင် brother တငယ်ကြီးကိုဟွက်ကဖုန်းနဲ့ဝင်ပြီးတော့ auto fight low off ဆိုတဲ့ clip လေးကိုနှိပ်ခိုင်းလိုက်ပါအဲ့ဆို brother အကောက်တိဖွင့်လို့ရပါပြီအတကယ်ပါမနောက်ပါဘူးအဲ့ဒါဆိုအကောက်တိဖွင့်လို့ရပါပြီခင်ဗျာဒီတိုင်းဆိုအသားမဲဝါ lighting light ချိန်နေတာဗျာဖုန်းက screen မမေ့ဘူးဗျာဖြစ်လို့လည်းမသိဟဲ့ဟဲ့ smile နဲ့ aim တော့တွဲနေရလားတာမှမဟုတ်လေဗာမီဒီယိုနဲ့ audio တွဲနေရလားတဲ့မှန်မှန်ပြောရဟုတ်ကဲ့တကယ်တော့ it just a fake information and to making the entertainment ပါအဲ့ဒါကတာမှန်ပါပဲ entertainment ကျွန်တော်တို့မျက်နှာပြောင်မြင်စနေကြတာပါကျွန်တော်တို့ကယောက်ျားချင်းစိတ်ဝင်စားတဲ့သူတွေမဟုတ်ပါဘူးကျွန်တော်တို့ယောက်ျားစစ်စစ်တွေပါ aim နဲ့ smile အဲ smile ဘာညာဆိုတော့လေဒီတိုင်းပဲကျွန်တော်တို့ရှောက်ပြောတာပါရှောက်ပြောတာပါတစ်တော့မှကျွန်တော်တို့တင်သမျှတွေကရှောက်ပြောရှောက်လုပ်နေတာပါ ဟုတ်ပါတယ်ရှောက်ရရှောက်လုံနေတာပါသူတို့တွေကတကယ်လဲတွဲနေကြလမ်းမဟုတ်လို့သူတို့ကလည်းမိန်းမတွေကိုပဲစိတ်ဝင်စားတဲ့ယောက်ျားစစ်စစ်တွေပါကျွန်တော်လည်းယောက်ျားစစ်စစ်ပါမလောက်ကြီးကြီးပဲမီတွန်းနဲ့ဆော်ရတာပြီးတဲ့ဝမ်းသာပါတယ်ဒါပေမဲ့မီတွန်းကဆော်မရှိလို့ဘယ်မှာဘောက်စင်းစားပြီးကြိုက်ရလဲမသိဘူးတဲ့ကျွန်တော်ကိုယ်တိုင်လည်းမသိပါဘူးချင်းနီလည်းမကောင်းပါဘူး မီဒီယိုနဲ့ဂိမ်းဆောင်ရဲ့ခိုင်အောင်နဲ့ in game friendly တဲ့ mobile legend နဲ့မြတ်ထူးဆန်လည်းဟုတ်ကဲ့ brother ကျွန်တော် invite တွေနှိပ်တာလည်းတွေ့ပါတယ်ဒါပေမဲ့ brother invite နှိပ်တဲ့ချိန်ကကျွန်တော်မဆော့တော့တဲ့အချိန်ပြီးကြရင်ကျွန်တော်ရဲ့ fan တွေနဲ့ sort ပြီးတော့ lobby ပြည့်နေတဲ့အချိန်ကျွန်တော်ရဲ့အငယ်ချင်းတွေနဲ့ sort ပြီး lobby ပြည့်နေတဲ့အချိန်တွေဖြစ်တာများနေရပါကျွန်တော်ကြံတဲ့ချင်နေဆိုလို့ရှိရင်အားလို့ရှိရင်ဆော့လို့ရတဲ့ရှင်ကျွန်တော်ခေါ်ဆော့ပေးပါတယ်ကျွန်တော်ခေါ်ဆော့ပါတယ်ကျွန်တော်ရဲ့ fan တွေကျွန်တော်ခေါ်ဆော့ပါတယ်ကျွန်တော်ခေါ်မဆော့ဘဲနဲ့မနေပါဘူးကျွန်တော်မနောက်လည်းမနောက်ဘူးမလိမ်လည်းမလိမ်ပါဘူးတကယ်ခေါ်ဆော့တာပါ ကျွန်တော်ကြိုက်တဲ့ YouTuber ဘာလို့ဖြစ်မလဲဆိုတော့ပြောခဲ့ပြီးပါပါအခုဆိုင်လေးပါကျွန်တော်ဘာလို့အင်္ဂလိပ်စာကြားရလဲဆိုတော့ကျွန်တော်ရဲ့ media ဘာသာစကားမဟုတ်လို့ပါပြီးတော့အင်္ဂလိပ်ရဲ့အဓိကဖြစ်တဲ့ subject verb object ဆိုတဲ့ဒီဒီသုံးခုမပိုင်လို့ပေါ့နော်အားကြောင့်မို့ပါအင်္ဂလိပ်စာကပိုင်ခြင်း subject verb object ဆိုတဲ့ဒီသုံးခုတိတိကျကျလေးခွဲတက်လို့ရှိရင်တော့အင်္ဂလိပ်စာကနည်းငယ်အနည်းငယ်အဆင်ပြေပါတယ် YouTube ကိုဘယ်သူကြောင့်ဆက်လုပ်ခဲ့တာလဲဘလောက်ကြကြမှအောင်မြင်ခဲ့လဲဆိုလို့အိုက်တော့တဲ့ YouTube ဘယ်သူကြောင့်ဆက်လုပ်ခဲ့ရဆိုတော့ကိုဆိုင်လေးကြောင့်ဆက်လုပ်ခဲ့တာပါနောက်တစ်ခုကဘလောက်ကြကြမှာအောင်မြင်ခဲ့လဲဆိုရင်တော့ကျွန်တော်ခုချိန်ဒီမအောင်မြင်ပါဘူးကျွန်တော်တကယ်ပြောတာပါကျွန်တော်ကျွန်တော်အောင်မြင်တယ်လို့သတ်မှတ်တဲ့နေရာကျွန်တော်ကြာရှုံးနေနေပါအားကြောင့်မို့ကျွန်တော်ကိုကျွန်တော်ဘယ်တော့မှအောင်မြင်တယ်လို့မသတ်မှတ်ပါဘူးကျွန်တော်အခုချိန်ဒီစူးစမ်းနေသေးပါ M နဲ့ဟွန်းအကိုတဲ့ဟုတ်ကဲ့ဖုန်းနံပါတ်လေးပြောပြပါလားဖုန်းနံပါတ်လေးတော့မတောင်းပါနဲ့အဲကျွန်တော်ကိုစကားပြောချင်တယ်ဆိုရင် Telegram Channel ရှိပါတယ်အဲ video တိုင်းရဲ့ link တိုင်းမှာလည်းရှိသေးပါတော့ အဲ့ဒါလာခဲ့ပါ EV ကိုကြော်နိုင်ပြီလားဆိုရင်ဟုတ်ကဲ့ Epic ကိုကြော်ပါပြီကျွန်တော် Legend Fight မှာတက်နေပါတယ်အသက်20နှစ်တက်ပါအဲ့ဒါဆိုတဲ့မတင်ချင်လို့မတင်ရတဲ့အကြောင်းရင်းနဲ့အသက်ဘလောက်ရှိပြီလဲဆော့ရှိလားဆော့ကရောချော်လားမချော်လားပြောပါပြီပါတယ်ဘာလို့မတင်ချင်လို့မတင်ရတာလဲဆိုတော့မတင်ချင်လို့ကိုမတင်ချင်လို့ကိုမတင်တာပါအသက်ဘလောက်လဲဆိုတော့20နှစ်မှတက်ပါဟုတ်ကဲ့ပါချော်ပါတယ်ဟုတ်တယ်ပြမနေရလဲအိမ်မနေရပါ ွက်ဆိုတာပါလေတဲ့ခုနကအင်္ဂလိပ်စာလို့ပါပဲွက်ဆိုတာက WHD ွက်ဆိုတာကအင်္ဂလိပ်စာကလုံးအင်္ဂလိပ်စာမှာဘာလဲလို့မေးချင်တဲ့နေရာမှာတုံးတဲ့အမေးစကလုံးမှာအဲ့ဒါကို WHD ွက်လို့ခေါ်ပါတယ်အဲ့ဒါတကယ်တော့သူတွေကရည်ရမယ်ထင်လို့ပါကျွန်တော်လည်းရည်ရပါတယ်ွက်ဆိုတာပါလေဘာလဲအေးဘာလဲလို့ဘာလဲလို့မေးရလေအေးဘာလဲ အော်နေတိုင်ပြတာပါအဲ့တော့တပ်ပနာလည်းနာမည်ရေးပြပြအသက်လည်းပြောပြပြီးတော့ပါပြီနာမည်ရေးလည်းပြောပြပြပါပြီကိုတူလာတယ်နော်ဟုတ်ကဲ့တူပါတယ်တကယ်ကိုကိုတူလို့ထင်ပါတယ်ဟုတ်ကဲ့ပါစတာတယ်ဟုတ်ကဲ့ကျွန်တော်ကတော့မစပါဘူးကျွန်တော်တကယ်ကျွန်တော်ချောလာတယ်အာကျွန်တော်တော့မချောဘူးပေါ့ဗျာမီတွန်းနဲ့မိကလေးလာတယ်ကျွန်တော်ယောက်ျားလေးပါမိမရှိလားဆိုရင်တော့မိမမရှိပါဘူးမိမလူချင်းပါလေအသက်ဘလောက်လဲအသက်2000 2000လောက်ပြုတ်ကုန်ပြီအသက်18အော်အော်အသက်20နဲ့ပါတက်ပါအဲ့ရောက်ရင် Minecraft ကိုတည်လားဆိုရင်တော့တည်ပါတယ်။ဒါပေမဲ့ကျွန်တော်က Minecraft player ဖြစ်တဲ့အတွက်ကြောင့်မို့သူရဲ့ video တွေတော့တိတ်မကြည့်ပါဘူး။ခုနောက်ပိုင်းတင်နေတဲ့အဲ airplane ပေါ့နော်။လေကြောင်းနဲ့ပတ်သက်တဲ့အရာတွေတော့ကျွန်တော်ကြည့်ပြပါရစေ။ဘယ်နှခုနှစ်လဲဆိုရင်တော့2004ခုနှစ်ပါ။ဆိုရှိလားဆိုရင်တော့မဖြေချင်ပါဘူး။ Quick to လားဆိုရင်တော့တိုပါရစေ။ Mobile Legends video တွေများများတင် Mobile Legends video တွေများများတင်စီစီ BMD Go Live channel မှာကြည့်ပါ။ Mobile Legends video တွေကိုများများတင်ပါတယ်။တင်သမျှ video တွေအကုန်လုံးက Mobile Legends video တွေကြီးပါပဲ။ VPN နဲ့ကြည်ပေးကြပါ